ဆက်စပ်မော်စီးပွားရေးကိုလောက်ကင်တော့မယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတော့အဓိကစူးစမ်းချင်တဲ့စိတ်ပဲဖြစ်ပါတယ်ခင်ဗျာစီးပွားရေးလာပြီးလောက်ကင်တဲ့အခါမှာတော့ပြင်းနေလို့မရဘူးကျွန်တော်တို့ပြလို့ရှိအချိန်ဆိုရှယ်မီဒီယာမှာဖျောက်နေလို့မရဘူးဒါလေးလာတည်ယူခြင်းစိတ်တွေရှိဖို့အဓိကတော့ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစီးပွားရေးလာပြီးလောက်ကင်တဲ့အခါမှာဆိုရင်စီးပွားရေးဆိုတဲ့ ုံစံကိုကျွန်တော်ကသိချင်းချက်ချာလေးကိုလေ့လာဖို့လိုပါတယ်ခင်ဗျာကိုလုံးရဲ့လုပ်ငန်းကိုကျွန်တော်မသိဘူးဆိုရင်ဝင်ဝင်ပြန်ရအောင်လုပ်နိုင်ဖို့ဆိုတော့လောမဖြစ်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့က success ပေါ်မှာစပြီးတော့ဘာတွေလိုအပ်လဲဆိုတော့တင်ယူလေ့လာခြင်းနဲ့ဆင်ရစူးစမ်းခြင်းနဲ့ဆေးရအထူးကြပါမယ်အရင်ဒီနယ်ကကျွန်တော်တို့က300ဘတ်နဲ့စပြီးအသင်းဝင်နဲ့ share ဝင်နဲ့ဆိုတာကကျွန်တော်တို့သူကဒါကတော့ပုံမှန်တိုင်းလုံဆောင်နေတဲ့အတိုင်းလေးလွယ်လွယ်လေးပဲ300ဘတ်နဲ့ဝင်တာကိုယ့်ရဲ့ member ID တရားဝင်ကပ်ုတ်နံပါတ်ဖွင့်ခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင် share ဝင်နဲ့ဆိုတာကကျွန်တော်တို့အားလုံးကဒီစီးပွားရေးရဲ့ထောက်ကူပစ္စည်းတွေကိုကိုယ်ကိုယ်တိုင်သုံးရင်းန ထဲမှာ PV မှတ်တင်တဲ့စီးပွားရေးရှယ်ယာကိုဖြင်းပေးတာဖြစ်တဲ့အတွက်ကြောင့်ရင်းနှီးတယ်တော့မခေါ်ပါဘူးကိုဝယ်နေကြတော့တိုက်စီညနာတက်စီဒါတွေကိုဝယ်သုံးရင်းထဲမှာ PV မှတ်ပြန်ရတဲ့ဟာကိုရှယ်ယာဝင်တာဒါပေမဲ့ကျွန်တော်အဓိကလုံးဝမှာကတကယ်ကိုကိုကစီးပွားရေးလုပ်တဲ့အခါမှာပြန်လဲဖြန့်ချိနိုင်တဲ့အလုပ်ဖြစ်တယ်ပြန်လဲကြော်ညာတဲ့အလုပ်လုပ်ဖြစ်တယ်ပြီးတော့ကိုရဲ့လုပ်ငန်းရဲ့သဘောတရားနှုတ်ဝတ်တည်ဆောက်ပုံတွေကိုလေ့လာဖို့လိုပါတယ်အဲ့လိုလေ့လာဖို့နေရာအကောင်းဆုံးတစ်ခုကတော့ listed ဆိုတဲ့သင်တန်းခန်းသားပဲဖြစ်ပါတယ် listed သင်တန်းခန်းသားတော့ညစဉ်ညတိုင်းသင်ပြပေးတယ်ည၈နိုင်နေ၈နိုင်သင်ပြပေးတယ်လို့မျိုး အခုလိုတနင်္ဂနွေနေ့တွေဆိုလဲကျွန်တော်ယုံမှာဒါအခုသင်တန်းကြီးရှိတယ်။နီးဆက်ရယုံနေမှာလူကိုယ်တိုင်ကိုကြဒါရဲ့လည်လာနိုင်ပါလေခင်ဗျာ။အဲ့တော့ success mode ကိုစိတ်ဝင်စားတယ်တကယ်ကြိုးစားချင်တယ်ကိုလက်ရှိလုပ်နေတဲ့အလုပ်မှာလဲဝင်ွေရမယ်နောက်ထပ်ကိုပိုနေတဲ့ချိန်အားနေတဲ့ချိန်မှာလဲနောက်ထပ်ဝင်ွေတလန်းကိုဖန်တီးချင်တဲ့မိတ်ဆွေများအားလုံးကိုကြိုးစားပါလေခင်ဗျာ။ကျွန်တော်အသေးစိတ်တော့စီမံတိုက်ရိုက်လာပြီးမြင်မြင်နိုင်ပါလေခင်ဗျာ။အားလုံးပဲပါ